အမျိုးသားတွေကိုပန်းတေပန်းညိုဖြစ်စေနေတဲ့ပလတ်စတစ်တွေဒီအကြောင်းအရကတော့ကမအမျိုးသားတို့ကြည့်အတွက်ထိလန့်စရာတဲ့တခုပါပဲရှင်။သိပေပညာရှင်တွေရဲ့လေးလာစမ်းသပ်ချက်တွေအရအမျိုးသားတွေရဲ့လိင်နံတွေကိုထောင်မဲ့အောင်လုပ်ပေးနိုင်တဲ့ကြိုးစားတွေမှာပလတ်စတစ်စတဲ့သေးလေးတွေတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဒီပလတ်စတစ်လေးတွေကကျန်းမာရေးကိုထိခိုက်စေတာတော့လူတိုင်းသိကြပေမဲ့ပန်းတေပန်းညိုရောဂါနဲ့ဆက်စပ်နေတာကိုတော့အခုမှသိရှိခဲ့ရတာဖြစ်ပါတယ်။ဒီစံတမ်းမှုကိုတော့မိုင်ယာမီမာနေတိုင်းနဲ့ပန်းတေပန်းညိုယောဂတဲ့အမျိုးသား6ဦးကိုစစ်ဆေးပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။ အဲ့ဒီတဲကအမျိုးသား၅ဦးရဲ့လိန်နံနေတဲ့မှာ plastic စသီးသေးလေးတွေကိုတွေ့ခင်ရပြီးတက်ကြီးမှအမျိုးသားတယောက်စီမှာပဲမတွေ့ခင်ရဘူးလို့သိရပါတယ်။ပုံမှန်ဆိုရင်အသက်ကြီးတဲ့လူတွေကနေထိုင်ခဲ့တာအချိန်ပိုကြာပြီးဖြစ်တာကြောင့် plastic စတွေပိုပြီးတော့ရှိရမှာပါ။ဒါပေမဲ့အဲ့ဒီတက်ကြီးမှအမျိုးသားကိုထက်လေးလာကြည့်တဲ့အချိန်မှာတော့တစ်ခါတော့ plastic ပစ္စည်းတွေကိုတိတ်မသုံးသလိုအစားအသောက်တွေကိုလည်းပါဆက်မထုတ်ပဲအိမ်မှာပဲချက်စားတာများတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါဆိုရင်တော့ plastic တွေကအသက်ရွယ်နဲ့မဆိုင်ဘဲနေထိုင်စားသောက်မှုပုံစံနဲ့ပဲဆိုင်နေဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်မှာပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်ရဲ့အဆိုအရတော့စားတောက်တဲ့နီးနဲ့ရှူဆိုင်တဲ့နီးနှမျိုးနဲ့ plastic ဆရီကခန္ဓာကိုယ်ရဲ့ဝင်နေတာလို့သိရပါတယ်။အဲ့ဒီ plastic ဆရီကအစာချေစနစ်ကနေဦးလန်းကြောင်းနဲ့ရောက်ပြီးတော့သွေးကြောတွေကနေတဆင့်အကိုလုံးအနှံ့ကိုရောက်သွားတာပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့လူတွေကိုယ်ထဲပလတ်စတစ်စဝင်အောင်လုံးက1990နဲ့ရှင်6စ4ဒေါ်လာပြီးတော့2060ကျရင်တော့ကမ္ဘာလုံးဆိုင်ရာပလတ်စတစ်သုံးစွဲမှုက3စပိုပြီးတော့ဒေါ်လာနိုင်တာကြောင့်ပိုဆိုးလာဖို့ပဲရှိတယ်လို့သိရပါတယ်။မိုက်ခရိုပလတ်စတစ်လို့ခေါ်တဲ့ပလတ်စတစ်အစတေးသေးလေးတွေကအစားအသောက်ထုတ်ပိုးတဲ့ပစ္စည်းတွေမှာအနည်းငယ်များပါတတ်ပါတယ်။ဥပမာတစ်ခါသုံးခွက်တွေ၊စူပါမားကတ်ကထမင်းဘူးတွေ၊ကျွတ်အိတ်တွေလိုမျိုးပေါ့ရှင်။ ။ဒါနဲ့မကသေးပဲတခါတုံးရေတံမှုတွေရဲ့အဖုံကိုဖွင့်လိုက်ရင်ကြောင့်ပလတ်စတစ်စသေးသေးလေးတွေကရေထဲကိုကျသွားလိမ့်ရှိတယ်လို့လည်းသိရပါဗျ။နောက်တစ်ခုကတော့ဆွဲသားအင်ဂျင်တွေဖြစ်ပါတယ်။အဲ့ဒီအင်ဂျင်တွေမှာလည်းပလတ်စတစ်တွေပါတက်ပြီးတော့ရှော်တဲ့အခါကျပလတ်စတစ်အမှုန်တွေထွက်လာတတ်သေးပါတယ်။ ။နောက်ပြီးတော့အိမ်ထဲကဖုံးဖုံးနေမှလည်း plastic စားတွေပါတတ်တာကြောင့်နေရင်ထိုင်ရင်ကိုအသက်ရှူလမ်းကြောင်းကနေ plastic စားတွေကဝင်လာနိုင်သေးတာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုဆက်ပြီးတော့မပြောသေးခင်မှာတကယ်လို့ပရိသတ်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို like တန် follow လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုလိုက်ရပါတယ်။ plastic မှာဓာတ်ရုပ်ပစ္စည်းပေါင်း13000ကျော်ပါဝင်ပြီးတော့တချို့တွေကတော့တော်တော်လေးအန္တရာယ်များပါတယ်။အဲ့ဒီထဲကပထမဆုံးတစ်ခုကတော့ BPA ပဲဖြစ်ပါတယ်။ BBA ဆိုတာကတော့အလူခန္ဓာကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတွေအပေါ်တည်ရမှုတော်တော်လေးရှိတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့အပြင်အင်ဆန်ယောဂါဖြစ်နိုင်ခြင်းကိုမြင့်တက်စေတာမျိုးအဝလွန်နာတို့စိတ်မငြိမ်းတာတို့ကိုယ်ခန္ဓာရောကြတာတို့နဲ့ယောဂါကိုဆက်မှုတွေကိုတိုက်ထုတ်နိုင်ရန်ရောကြမှုဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။နောက်ထပ်အမြင့်များတဲ့ဓာတုပစ္စည်းတစ်ခုကတော့ PFAS လို့ခေါ်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဒီ past တွေကတော့မိုးပါကဆလို့ခင်းချက်တဲ့နေရာမှာအုံပြူတဲ့မကတ်အိုးတွေကနေအစာတောက်ထုတ်ပိုးတဲ့ပစ္စည်းတွေအထိအရာတိုင်းဒီဘက်မှာပတ်ဝန်းနေတဲ့အရာပဲဖြစ်ပါတယ်။ဒီ past ကြောင့်မျိုးအောင်လုံးယောနေတာကိုခန့်အားကျစင်တာကလေးတွေမှာအဝလွန်တာနဲ့ကင်ဆာတွေဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါတယ်။ နောက်တစ်မျိုးကတော့ Phalase လို့ခေါ်တဲ့ဓာတ်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ဒီဓာတ်ပစ္စည်းကမြို့ပွားအင်ကဖွံ့ဖြိုးမှုပိုင်းမှာတော်တော်လေးလွှမ်းမိုးရှိတဲ့အပြင်ဓာတ်မတည့်မှုတွေဖြစ်ပွားစေနိုင်တာမျိုး၊ ADHD ဖြစ်ပွားနိုင်ခြေကိုမြင့်စေနိုင်တာမျိုး၊ညာရီနှိမ့်စေနိုင်တာမျိုးနဲ့အုန်းနှောက်ဖွံ့ဖြိုးမှုအပေါ်တက်ရောက်မှုရှိစေနိုင်တာမျိုးဖြစ်စေနိုင်တဲ့အပြင်မြို့သားတွေမှာပါဆိုရင်ကြားဟော်မုန်ညှို့နှက်လာတာတွေပါဖြစ်စေနိုင်တယ်လို့သိရပါတယ်။ ဒီပလတ်စတစ်တွေခန္ဓာကိုယ်ရဲ့အတက်နိုင်ဆုံးမဝင်အောင်ပညာရှင်တွေကအကြံပြုထားတာတွေရှိပါတယ်။ပထမဆုံးအနေနဲ့ပလတ်စတစ်နဲ့လုပ်ထားတဲ့ဘူးတွေကိုအတက်နိုင်ဆုံးမိုက်ခရိုဝေ့ဗ်တဲထည့်တာမျိုးမလုပ်ဖို့ပါ။ဒီစုဘူးတွေကအပူခံနိုင်တယ်ဆိုပေမဲ့ပလတ်စတစ်ကိုအပူပေးတဲ့အခါကျရင်အပေါ်မှာပြောပြခဲ့တဲ့ဓာတုပစ္စည်းတွေနဲ့အဆိပ်တောက်ဖြစ်စေနိုင်တဲ့အရာတွေထွက်လာနိုင်ပြီးအစားအသောက်တွေတွေကိုစိတ်ဝင်သွားနိုင်တယ်လို့သိရပါတယ်။နောက်ပြီးတော့တစ်ခါတော့ပလတ်စတစ်တွေကိုတတ်နိုင်ကြများရှောင်ကြဖို့နဲ့အိမ်ကိုလည်းတန့်ရှောင်ထားပြီးလေဝင်လေးထွက်ကောင်းအောင်လုပ်ဖို့အကြံပေးထားပါတယ်။ ောက်ထက်ဆဲသားအင်ဂျီတွေအစားဘောင်းဝချီတဲ့အစ်စ်တွေကိုပဲဝတ်ဆင်ကြဖို့လက်မှာပလတ်စတစ်တွေမကန့်နေအောင်လက်ကိုလည်းသတိထားပြီးတော့ဆေးပြေးကြဖို့အတွက်တိုက်တွန်းချပါလိမ့်ရှင်ဒီပလတ်စတစ်အန္တရာယ်နဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတွေအမိကိုလည်းကွန်မန့်မှာဝင်ရောက်ပြီးတော့မျှဝေပေးခဲ့ကြပါအောင်နော်